မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာ grade 12 maths ရဲ့ chapter 7လေး trigonometric function အပိုင်းမှာမနေ့ကတော့10 graph လေးဆွဲပြခဲ့တယ် နော်အရှိမ10 graph လေးဆွဲပြခဲ့တယ်အခုက cot graph လေးကိုဆွဲมาဖြစ်ပါတယ်ဒါဆိုရင်အရှိမ sin ရဲ့ cos ရဲ့ tan ရဲ့ graph ကိုပြီးခဲ့ပြီပေါ့နော်အခုကဒါ cot graph အတွက်ကိုစဉ်းစားမယ်ဆိုရင် cot ဆိုရင်ဒီချက်တော့ cos by sin နဲ့စဉ်းစားမှာပေါ့နော်ဆိုတော့1 unit circle အတိုင်းပေးมาဖြစ်တဲ့အတွက်0ကစပေးမယ်0ဆက်ပေးရင်မနေ့ကလည်းတွေ့ပြခဲ့ပြီမို့လို့ cos 0 sin 0 နော်ဒါဆိုရင် cos 0က1 sin 0က0ဆိုတော့1 by 0ဖြစ်တဲ့အတွက် undefined ပေါ့နော်တခါ by by 2ပေးမယ်ဆိုရင် cos by by 2 by sin by by 2ဆိုတော့ cos by by 2က0 sin pi by 2က1ဖြစ်တဲ့အတွက်0ရမယ်ပြီးရင် pi ပေးမယ် pi so ye, cos pi by sin pi เนาะအဲ့တော့ no? cos pi ga minus -1 sin pi က0 so minus -1 by 0 so undefined right we undefined. အဲ့တော့ pi နော် pi ပြီးရင် 3pi by 2 me, 3pi by 2 so cos 3pi by 2က0 sin 3π/2 က -1 ဖြစ်တဲ့အတွက်0ရမယ်။ပြီးရင် π ပေးမယ်။အဲ sorry 2π ပေးမယ်။ cos 2π/ sin 2π ဆိုတော့ cos 2π တန်ဖိုးလေးက1ရတယ်။ sin 2π က0ရတယ်။အဲ့တော့ 1π 0ဖြစ်တဲ့အတွက် undefined ပေါ့နော်။ဆိုတော့ 2π, undefined Taka 2 pi bia minus pi pi 2 bia me. So ro cos minus pi pi 2 sin minus pi pi 2 lo bia ma. So ro cos minus pi pi 2 so yin. Cos so yin 0 ya re. Sin minus pi pi 2 so minus 1 ya re. 0 pi minus 1 so ro 0. Minus pi bia me so yin. Cos minus pi. Cos minus pi ga minus 1. sin minus pi က0 minus 1 pi 0 molon under pi နော်ကဲဟုတ်ပြီဆိုတော့ဒီချက်မနေ့ကတင်ပြခဲ့တဲ့အတိုင်းပဲ undefined ဖြစ်နေတဲ့နေရာလေးတွေကဘာဖြစ်မှလဲအစမ်းတုတ်လိုင်းလေးတွေဆွဲရမှာဖြစ်တယ်နော်ဒါဆိုရင်ဒီချက်ကအစမ်းတုတ်လိုင်းလေးတွေကိုဘယ်ဒီမှာဆွဲမှလဲဆိုတော့ pi pi 2မှာ sorry 0မှာဆိုတော့အဲ့အတွက်နော် x တန်ဘူး0ဆို y exists ပေါ့ y exists မှာတကြောင် ိုင်မှတကြောင်2ပိုင်မှတကြောင် minus ပိုင်မှတကြောင်ဆွဲမယ်နော်ကဲအဲ့ဒါဆိုရင်တချို့ဆွဲပြီးသားလေးကြည့်မယ်ဆိုတော့တချို့ရဲ့ graph ကဒီအ y axis မှာတကြောင်ရှိမှာเนาะအဲ့တော့ဒီ y axis ကိုကဆွဲထားပြီးသားဖြစ်တာမို့လို့ကာလာလေးပဲချိန်ပေးလိုက်မယ်အနီနဲ့ရှိနေတဲ့ဟာတွေက assembled line လို့မြင်လိုက်ပေါ့เนาะ ဟုတ်ပြီလားအနီနဲ့ရှိနာလေးတွေကအဆမ်းတုတ်လိုင်းလေးတွေဖြစ်တယ်ဒါဆိုရင်0မှတစ်ချောင်းရှိမယ်နော်0မှတစ်ချောင်းရှိမယ်ပြီးရင်ပိုင်မှာတစ်ချောင်း2ိုင်မှာတစ်ချောင်းပြီးရင် minus ပိုင်မှာတစ်ချောင်းပေါ့ဟုတ်ပြီလားကဲအဲ့ဒါပြီးသွားရင်တခြားတို့ဘာတွေရှိမလဲဖြတ်မှတ်လေးတွေချမယ်နော်ဖြတ်မှတ်လေးတွေက ပိုင်းပိုင်း2,0 3ပိုင်းပိုင်း2,0ပေါ့เนาะဆိုတော့ x ကပိုင်းပိုင်း2ဆိုဒီမှာเนาะပိုင်းပိုင်း2,0 3 2,0ပြီးရင် minus ပိုင်းပိုင်း2,0နော်ကဲဟုတ်ပြီအဲ့ဒါလေးတွေကဖြတ်မှတ်ပေါ့နော် ဖြတ်မှတ်တော့ခုဆွဲလိုက်တယ်ဆွဲပြီးရင်မနီယာတီချာတို့10 graph လို့ပဲ point ထပ်ပြီးမှဒါလဲ graph ကိုတက်တာလားဆင်းတာလားဘယ်လိုဆက်ရမလဲဆိုတော့သိမှဖြစ်တယ်အခုတီချာတို့က x intercept ပေါ်မှာရှိတဲ့ဖြတ်မှတ်လေးဒါ x intercept ဖြတ်မှတ်နော် x intercept ပေါ်မှာရှိတဲ့ graph ရဲ့ဖြတ်မှတ်ကိုပဲတွေ့သေးတာဖြစ်တဲ့အတွက် point ပေးမယ်ဆိုရင် ပထမတစ် point ကိုစဉ်းစားဆိုတော့ x intercept ပေါ်မိပြီးစဉ်းစားမှာဆိုတော့ by by 2မှာ ဖြတ်မှာအဲ့ဆိုတော့ပိုင်းပိုင်း2ရဲ့ဒီဖက်မှာဆိုရင်ဘာတွေရှိမလဲ special angle ကိုပဲစဉ်းစားလိုက်တော့เนาะ20ဒီ30ဒီမစဉ်းစားတော့ပိုင်းပိုင်း2ဆိုတာ60ဖြစ်တဲ့အတွက်60နဲ့30ချားမှာဆိုရင်เนาะ sorry 60နဲ့0ချားမှာဆိုရင်30 60ရှိမှာပေါ့เนาะ 30 60 45ရှိမယ်အဲ့ဒီထဲကမှဒီချရူက30 60 45တွေကိုဒီကိုထဲမဲ့တန်ဖိုးပေါ်မှာစဉ်းစားမှာက graph ကိုဂိမ်းပြည့်ထွက်တာလေးစဉ်းစားမယ်ဆိုတော့မနည်းရလို့ပဲပိုင်းပိုင်း4နဲ့စဉ်းစားမယ်ပေါ့เนาะပိုင်းပိုင်း4ဆို10ရော got your ha one ရတာဖြစ်တယ်ပေါ့ဒါဆိုရင်ဒီချက်ကပိုင်းပိုင်းပေါ်နဲ့ပဲစဉ်းစားမှမို့လို့ x intercept အမှတ်ရဲ့ဘယ်နဲ့ညာကိုကြည့်ရမှာပေါ့နော်အဲ့ဆိုတော့ဘယ်နဲ့ညာဆိုသူ့ရဲ့ဒီဘက်ကိုပိုင်းပိုင်း for သူ့ရဲ့ဒီဘက်ကိုပိုင်းပိုင်း for စဉ်းစားမှာဟုတ်ပြီလားအဲ့ဆိုတော့ပိုင်းပိုင်း2ရဲ့ဒီဘက်ကိုပိုင်းပိုင်း4ဆိုတာကတော့0နဲ့ပိုင်းပိုင်း2ကြားမှာဆိုတာပိုင်းပိုင်း4အတိရှိတာပေါ့ဟုတ်ပြီလားနော်ပိုင်းပိုင်း4ရှိတာဒါဆိုဒီဘက်ကကကြတော့ပိုင်းပိုင်း2ရဲ့ဒီဘက်မှာ ိုင်ပိုင်4 45ပေါင်းရမှာပေါ့ဟုတ်ပြီလားနော်ပေါင်းရမှာเนาะဒါကြောင့်မလို့ပိုင်ပိုင်2ကိုပိုင်ပိုင်4ပေါင်းရင်ပိုင်းချီညီတော့2ပိုင်2ဖြစ်သွားတဲ့အတွက်เนาะ2နဲ့မြောက်မှာเนาะဆိုတော့2ပိုင် plus ပိုင်ဆိုတော့3ပိုင်ပိုင်4ရမှာဒါဆိုဒီမှာကပါရှိမှာလဲ3 by by 4ရှိပါเนาะကြည့်အဲ့ဒါဆိုတချို့ point ချပေးလို့ရပြီဆိုတော့ဘာစဉ်းစားမှလဲ3 ဆိုင်းပိုင် cos ဖြစ်တဲ့အတွက်เนาะဆိုင်းပိုင် cos ဖြစ်တဲ့အတွက် sin ပိုင်းပိုင်း4ပိုင်း cos ပိုင်းပိုင်း4ဆိုရင်ကတော့နှစ်ခုကြည့်သွားရင်သူက1ရမှာเนาะ sin ပိုင်းပိုင်း4နဲ့ cos ပိုင်းပိုင်း4ဟာ2ပိုင်း2 2ပိုင်း2ဆိုတော့1ရတယ်ဆိုတော့ဒီမှာက point ဒီ x ကပိုင်းပိုင်း4ဆိုရင် y က1เนาะဆိုတော့ဒီမှာ2 point ရှိမှာဆိုတော့ပိုင်းပိုင်း4 1เนาะ data point တခါ3 pi by 4ကကြတော့ sin 3 pi by 4နဲ့ cos 3 pi by 4ကိုစားလိုက်တဲ့အခါ -1 ရတယ်เนาะနှိပ်လိုက်เนาะ -1 ဆိုတော့3 pi by 4က x က3 pi by 4ဆိုရင် y က -1 ဆိုတော့အောက်ကိုဆင်းမယ်နော်3 pi by 4နဲ့ -1 နဲ့စုံတဲ့နေရာ ဒါက3 pi by 4 comma minus 1เนาะကဲအဲ့ဒါဆိုမနေရလို့ပဲဆိုတော့တချို့တို့ကဒါကဒီနေရာမှာက x ဝင်ရိုးရဲ့ဖြတ်မှတ်ဖြစ်တယ်เนาะအနေရာလေးကအနီလေးနဲ့ဆွဲလိုက်ဒီနေရာလေးက x ဝင်ရိုးဖြတ်မှတ် x intercept ဖြစ်တယ်ဆိုတော့ graph ဟာဘယ်လိုဆွဲမလဲဒီကနေဆင်းလာမယ်သူ့ကိုဖြတ်မယ်ဆင်းပြီးနည်းနည်းကွေးလိုက် ကိုေးပြီးနည်းနည်းဆက်သွားပြီးမှဒီဘက်ကို တက်တက်လေးဆင်းလာပြီးဒီဘွားကိုဖြတ်မှာဖြစ်တယ်နော်အဲ့ဒါဆိုဒီချက်ကပယ်နေဆိုနည်းနည်းတွန့်လို့နော်ဆွဲပြရတာတိတ်အဆင်မပြေလို့သူ့ကိုဖြတ်ဆွဲလာနည်းနည်းကိုေးပြန်အောက်ကိုပြပြလေးဆင်းမှဖြစ်တယ်ပေါ့နော် graph ကဒီလိုဖြစ်မယ်ဒါဆိုရင်ဒီ point က3 point ဖြတ်လိုက်တဲ့အခါ teacher ရဲ့ graph ဒီဒီလို အစင်းလေးဖြစ်မှာပေါ့နော် graph ကဒီလိုအစင်းလေးဖြစ်မယ်ဒီမှာ point ကိုထိအောင်နည်းနည်းထိန်းဆွဲရလို့တွန့်နေလို့နော်အဲ့တော့အဲ့လို point လေးဖြစ်မယ်ဒါက x intercept ဖြတ်မဲ့နေရာလေးပေါ့အဲ့တော့သူ့ပုံအတိုင်းလေးပေါ့နော်မြားကောင်းလေးတွေတက်ပြီနော်မနီယာပုံမှာရောသူ့ပုံအတိုင်းဒီဘက်မှာဒီနေရာဒီ x intercept ဖြတ်မှတ်ဖြစ်တယ်ဒါဆိုသူ့ဖြတ်တဲ့နေရာမှာသူ့နဲ့တူအောင်အစင်းလေးတွေ နိုင်ဆွဲပေးလိုက်ရင်ရမယ်ပေါ့နော် graph ကဒီမှာလဲတူတူပဲဒီ x intercept နေရာကိုဖြတ်ပြီးတော့ဒီဟာနဲ့ similarity ပေါ့နော်ပုံတူလေးတွေဆက်ဆွဲလိုက်ရင်ဒီကဒီလိုလေးဖြစ်မှာ graph ကနော်အဲ့ဒါဆိုရင်ဒီချက်ဒီဘက်မှာအချောလေးဆွဲထားတာကြည့်ရအောင်နော်ဆိုရင်ဒီချက်ဒီမှာပုံအချောလေးဆွဲပေးထားတယ်နော်ဒါလေးကြည့်ဒါဆိုရင်အခုဒီချက်တို့က graph မှာကဘာလေးတွေထည့်ပေးမလဲမြားကောင်းလေးတွေတက်ပေးနော်မြားကောင်းလေးတွေတက်ပေးမယ်ဆိုတော့ တရားက x exists ဖြစ်မယ်ဒါက y exists ဖြစ်မယ်ပေါ့အဲ့တော့အဲ့ဒီမှာကလေးတို့ကနောက်ထပ်ပေါ့ဒီဘက်က point တွေကိုတပတ်တန်းတို့နှစ်မှတ်တန်းတို့မှာတကယ်လို့မေးခဲ့လို့ကိုလိုချင်သည်ရှိတော့ဒီဖြတ်နေတဲ့เนาะတချို့ရဲ့ဒီ x intercept ပေါ်က x ရဲ့အမှတ်ဖြစ်တဲ့ -π/2 ဘလောက်မှဖြတ်လဲကိုကကြည့်လိုက်เนาะ10နဲ့ cot က graph မတူဘူးလေအဲ့တော့ဖြတ်တဲ့ပုံမှာကြည့်ပြီးဒီမှာ -π/2 ဆိုသူ့ရဲ့ဒီဘက်ကို π/4 နှုတ်เนาะအနှုတ်ဖက်ဆို -π/4 နှုတ် ဒီဘက်ဆိုရင်ပိုင်ပိုင်4ပေါင်ဒီဘက်ဆိုလည်းအတူတူပဲ3ပိုင်ပိုင်2တဲကနေပိုင်ပိုင်4နှုတ်เนาะပိုင်ပိုင်4နှုတ်ဒီဘက်ဆိုရင်ပိုင်ပိုင်4ပေါင်3ပိုင်ပိုင်2အဲ့ဒါဆိုနောက်ထပ်ဒီမှာဖြတ်တဲ့ point လေးတွေကိုရမှာဖြစ်တယ်ဒီမှာကတော့ဒီချက်ထည့်မပြတော့ဘူးဒီနှစ်ခု2 point ပိုင်ရင်ရပြီကျန်တာလေးက similarity အနေနဲ့ဆွဲလိုက်ပေါ့เนาะနားလည်ပြီလားကဲဟုတ်ပြီဒါဆိုရင်အခုဒီချက်ကဒါပါကိုရသွားတာလဲဆိုတော့ got graph ကိုရသွားတာဖြစ်တယ်နော် cot graph အဲ့တော့အဲ့ဒီ cot graph မှာလည်းပဲဘာတွေလုံးမလဲ period လေးအရင်တက်မယ်ပိုင်းပိုင်း b ပဲဖြစ်တဲ့အတွက် b ကအခုက cot ဆိုတော့ b 1ပဲရှိသေးတယ်နော် b က1ပဲရှိသေးတဲ့အတွက် period ဒီဒီပထမအဆင့်၃နဲ့ဒုတိယအဆင့်၃ကြာပေါ့နော်ဒါလေးကပိုင်းအဲ့တော့ period ပိုင်းနော် ကဲအဲ့ဒါဆိုရင်ထုံးစံတိုင်းအခုတချို့ရေးရမယ့်ဟာလေးတွေကိုကြည့်မယ်နော်ရေးရမယ့်ဟာလေးတွေကြည့်မယ်ရေးရမှာလေးတွေကပထမဆုံးအဆမ်းတုပ်ရေးမယ်ပေါ့နော်အဆမ်းတုပ်ဆိုတော့ h equal ဘယ်နေရာတွေမှာအဆမ်းတုပ်ဖြစ်နေတာလဲဒီမှာဖြတ်တာကိုကြည့်လို့လည်းရတယ်ပေါ့နော်အဆမ်းတုပ် line ကိုဒီမှာကြည့်လည်းရတယ်ကိုရှာထားတဲ့ point မှာကြည့်လည်းရတယ် undefined ဖြစ်နေတဲ့နေရာတွေမို့လို့0ရယ်ပိုင်းရယ်ပိုင်းပါပြီဆို minus ပိုင်းလည်းပါပြီပေါ့နော် minus pi ရယ် 2pi ရယ် minus 2pi ရယ် and so on ပေါ့ဆက်ပြီးပေးလို့ရတဲ့ point တွေကဒီချက်တို့ကဒါက one unit circle အတိုင်းပဲပေးထားတာဖြစ်လို့တန်ဖိုးကနောက်ထပ်ထပ်ပေးလို့ရသေးတယ်เนาะအဲ့ဒါဆိုရင်ဘယ်ကစမှာလဲ0ကစမှာပေါ့เนาะ0 plus or minus pi plus or minus 2pi comma and so on ဒါဆိုရင် ဒိုမိန်ဆိုရင် not equal နဲ့ရေးလိုက်ရပြီပေါ့ဘာလို့လဲအဆမ်းတုပ်ကိုမဖြတ်ရဘူးပေါ့เนาะအဆမ်းတုပ်ကလွဲပြီးကျန်တဲ့နေရာမှာ graph ရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ domain ဒီ x not equal to 0, comma, plus or minus pi, comma, plus or minus 2 pi, comma, and so on ပေါ့เนาะအဲ့ဒါပြီးရင် x intercept x intercept ကကြတော့ဒီမှာဖြတ်နေတဲ့ဟာတွေဒီပါလေးတွေလေပိုင်းပိုင်း2 plus or minus pi by 2ပေါ့နော်ပြီးရင် plus or minus 3 pi by 2ပေါ့ plus or minus pi by 2 comma plus or minus 3 pi by 2 comma and so on เนาะနောက်ခုလောက်ရင်းရပြီ range ကတော့ r ပဲ period ကလည်း pi ပဲပေါ့ရမလားဒီချိန်ရဲ့နောက်ဗီဒီယိုလေးမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ